င်္ဂလာပါခင်ဗျာဒီသင်ခန်းစာလေးမှာလည်းကျွန်တော်ပေါ်လူခြေခံပုံစံတွေကိုပဲကျွန်တော်တွက်ချက်သွားမှာပဲဖြစ်ပါတယ်ပထမဆုံးပုံစံလေးကတော့ကျွန်တော်တို့အင်ပုတ်ကို၃ညနေ၄ခုတော့ဂိမ်းကြီးအင်ဂျီယာတစ်ခုပေးမယ်နောက်ပြီးကြတော့ပေါ်ရမှာအောက်ဖော်ပြပါပုံတိုင်းပေါ်ရမှာဖြစ်ပါတော့ဒီမှာဆိုရင်တော့ပေါ်တာ၃လို့ရေးလိုက်ပြီဆိုရင်၃ရဲ့နောက်မှာဒသမ၃ညဒသမ၁ဒသမ၂ဒသမ၃ဟိုအစင်တိုင်းဒသမ၉ထိပြင်မယ်ဒီမှာဆိုကျွန်တော်ဘာထွက်မှာလဲဆိုရင် ခဏ10လုံးထွက်မှာ၃ညနေပို့10လုံးထွက်မှာဟုတ်ပြီနောက်ထပ်ကျွန်တော်အရင်ဆုံးဓာတ်သမလေးဘယ်လိုရလဲ၃ဟိုအသာထားလိုက်ပဲနှုတ်၃ညဓာတ်သမ၃ညအောင်တော့ဘယ်လိုရနိုင်လဲ၃ညကို10နဲ့စားမယ်ဆိုရင်ကျွန်တော်တို့၃ညဓာတ်သမ၃ညရပါမယ်၁တကို10နဲ့စားမယ်ဆိုရင်၃ညဓာတ်သမနှုတ်တည်ရပါမယ်၃ညဓာတ်သမတည်ရပါမယ်နှုတ်ဒီမှာဆိုရင် ျွန်တော်တို့၃ညတက်တမှာ၃ညရပါနှစ်ကိုကျွန်တော်တို့30နဲ့စားမယ်ဆိုရင်၃ညတက်တမှာ2ရပါဟုတ်ပြီတော့အဲ့လိုမျိုးလုံးစားသွားရအရင်ကတော့ကျွန်တော်တို့၃ညတက်တမှာ၃ည၃ညတက်တမှာ1၃ညတက်တမှာ2ကိုကျွန်တော်တို့အရင်ထောက်အောင်လုပ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ပုဂ္ဂလေးကိုတော့တွက်လိုက်မယ်အရင်ကတော့ကျွန်တော်10ခုထောက်အောင်ဖြစ်တဲ့တဲ့ for i n i n t y တော့ဘာရေးမလဲဆိုရင်30လို့ပဲရေးလိုက်မယ်ရေးပြီးသွားရင် PIN နေပြင်တော့ I ရပါအောင်၃ညနေပြီးတော့ကိုဒီအခင်တိုင်းဖြစ်သွားမယ်ဖြစ်၃ညနေကိုဒီအခင်တိုင်းဖြစ်နေတဲ့ I လေးကိုကျွန်တော်တို့က30နဲ့ရှားလိုက်မယ်ဆိုရင်ဟိုဘာထွက်လာမလဲဆိုပြီးတော့ကြည့်ကြည့်လိုက်၃ညနဲ့ဆိုဒီ I လေးကိုဟုတ်ပြီတော့ program လေး no run ကြည့်လိုက်မယ်ဒီမှာဆိုရင်၃ညတသမ၃ည၃ညတသမ၁၃ညတသမ၉ထိကျွန်တော်ထွက်လာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဘာလုပ်ကျွန်တော် ် import တစ်ခုပေးရမှာအဲ့ဒီ import ကနေစပြီးတော့ရေးလိုက်တဲ့3.3.3.3.3.2ဆိုပေါ့ဟုတ်ပြီတကယ်လို့ဆိုတော့ကျွန်တော်တို့3.3.3ကိုကျွန်တော်တို့ import ပေးလိုက်တဲ့ခန်းလေးနဲ့ပေါင်းလိုက်ဘယ်လိုဖြစ်သွားမှာ3.3.3ဖြစ်သွားမှာအဲ့ဒီ3လေးကိုပဲကျွန်တော်3.3.3နဲ့ပေါင်းလိုက်ရင်3.3 3.1ဖြစ်သွားမှာဟုတ်ပြီเนาะဒီပုံစံလေးကိုတော့အဲတွက်ကြည့်လိုက်အောင်အဲအကြောင်းမလို့ကျွန်တော်အရင်ဆုံး import ပေးမယ် import က a ညာတယ် a အင်ဒီယာ import ဆိုပြီးတော့ delay လိုက်မယ်ဒီမှာ end ရ under union b ရနမ်းမာဆိုပြီးတော့ပေးလိုက်ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီ no import ပေးလိုက်တဲ့နံပါတ်လေးကို a လို့ပေးလိုက်ပြီးတော့ရင်တော့ a အပေါင်းအိုင်ပေါင်း30ဆိုပြီးတော့ delay လိုက်အဲဆိုရင်တော့ပြန်ပြီးတော့ကျွန်တော်ပန်းကြည့်လိုက်မယ်အမှကျွန်တော် တုံးလို့ရိုက်မှာဆိုရင်3.3 3.3 3.3ဆိုပြီးတော့3.3ကိုဒီပုံမှာတော့9လို့ရလာမယ်ဆိုရင်9.3 3.3 3.3နဲ့စပြီး9.3 6ဒီကျွန်တော်ပုံမှာဖြစ်ပါဟုတ်နောက်ထပ်ပုံစံလေးရတော့ဒီပုံစံလေးအတိုင်းပဲဖြစ်ပါကျွန်တော်ပထမဦးဆုံးရက်အလိုက်ဖြစ်တဲ့ကနန်းနေတော့တက်ကနေ31တိရိုက်ထဲမယ်ရိုက်ထဲလိုက်ရင်ကျွန်တော်အောက်ပပုံအတိုင်းတော့ပေါ်ရမှာဖြစ်ပါဥပမာတော့30ဆိုရင် ျွန်တော်30-31ပြီးတော့မှကျွန်တော်ရိုက်ထည့်လိုက်တဲ့30ကတော့တနင်္လာနေ့လို့ယူဆမှာယူဆပြီးတော့အောက်မှာအစင်အတိုင်း38ထိပေါ်လာမှာဖြစ်ပါဥမာ29လို့ရိုက်လိုက်မယ်ဆိုရင်29ကနေ30ထက်ဒီပေါ်ရမယ်ပြီးသွားရင်29ကမန်ဒေးကနေစပြီးတော့ဟိုလကုန်နေ31ထက်ဒီဆန်ဒေးမန်ဒေ အဲဒီတိုင်းနေတော့အစင်တိုင်းပေါ်နေရမှာဖြစ်ပါဒေယောဝိရဲ့အစင်တိုင်းပေါ်နေရဥမာ20ဆိုရင်20ကအဲကနေ31တိရှိမယ်20ကနေစပြီးတော့20ကိုတနင်္လာနေ့လို့ယူစပြီးတော့တို့ဒီဒေယောဝိတွေကိုဖော်ပြပေးသွားမှာဖြစ်ပါဒီမှာဆိုတော့ဒေယောဝိ9ခုရှိတဲ့အစင်တိုင်းဖော်ပြပေးသွားမှာဖြစ်ပါဟုတ်ပြီတို့ဒီပုံစံလေးကိုတို့ချက်လောက်တို့တွက်ကြည့်လိုက်အောင် တော့ပထမဦးဆုံးကျွန်တော် import ခဏန်းတစ်ခုဖြစ်တဲ့အတွက်ကျွန်တော် and import start day of week ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုတော့ပုံစံအခြေအနေရကျွန်တော်ရိုက်ထည့်လိုက်တဲ့ခဏန်းကနေစပြီးတော့တော့ဘယ်ထိရေးရမှာလဲဆိုရင်နှုတ်ရိုက်ထည့်လိုက်တဲ့ခဏန်းကနေစပြီးတော့31ထိရှိရမှာဆိုလိုတာ31ထိရှိတော့じゃကျွန်တော်ဘယ်ထိရေးရမှာ4နဲ့ပတ်ရင် 4i and range ဆိုပြီးတော့ရေးမယ်ကျွန်တော်စလိုက်တဲ့ခဏန်းကနေပြီးတော့31ထိဆိုတော့32ထိရေးလိုက်မယ် ပြီးတော့ကျွန်တော်အရင်ဦးဆုံးတော့ဒီတချမ်းကိုကျွန်တော်ပေါ်မပေါ်ကျွန်တော်အရင်ကြည့်လိုက်မှဒီခဏန်းချမ်းဟုတ်ပြီကျွန်တော်အဲ့လေးကိုတော့ရေးကြည့်လိုက်အဲ့ဒါဆိုတော့ရိုးချင်မှာ 4i ဆိုပြီးတော့တော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်ကျွန်တော် print ထုတ်ကြည့်လိုက်မယ်ပိုင်းတော့ exam 38ဆိုပြီးတော့ print ထုတ်ကြည့်လိုက် နော် print out ကြည့်လိုက်မှမယ်ဆိုရင်ကျွန်တော်ဥမာ20လို့စတယ်ဆို20အနေပြီးတော့ကျွန်တော်31ထိရှိရမှာရှိပါရဲ့20 21 20နဲ့အဲ31ထိရှိဟုတ်ပြီကျွန်တော်အဲ့ဒါဆိုတပိုင်းပြီးသွားနောက်ထပ်20အနေတွဲပြီးတော့ Monday တို့ Tuesday တို့ဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဆိုရင်တော့အဲ့ဒါကတော့သူကအချိန်9ရက်ရှိတဲ့အတွက်ကျွန်တော်အိုင်ကိုကြတော့ရက် အရေးအတွက်လို့သတ်မှတ်လိုက်ပြီးနောက်ထပ် variable ပဲတစ်လုံးကျွန်တော်ထပ်ပေးလိုက်မယ်အဲ့ဒါကကျွန်တော်ဘယ်အောင်ရည်တွက်ဖို့လဲဆိုရင်ကျွန်တော် day of week ရေနော် monday တို့ tuesday တို့နော်ရည်တွက်ဖို့နော်တက်လို့ပေးလိုက်မယ်ကျွန်တော်ဘယ်အောင်ယူမလဲဆိုတော့ဒီမှာထူးခြားချက်က9ခုရှိ9ရက်ရှိရဒါဆိုရင်ကျွန်တော်တက်ကို9စားလို့9စားပြီးတော့အကျွင်းယူလိုက်မယ်ဆိုရင်တော့တက်ဖယ်ရမှာဟုတ်တယ်နော်အမှတက်ခွန်းထက်ငဲနေတော့ ခွန်ထက်ငဲနေတဲ့ကနန်းတွေအကုန်လုံးကိုခွန်နဲ့ဆားပြီးတော့အရင်းရည်ရင်ကျွန်တော်တုထံငဲတဲ့ကနန်းတွေပဲရမှာဥပမာကျွန်တော်နှစ်ကိုခွန်နဲ့ဆားပြီးတော့အရင်းရည်လဲနှစ်ဖယ်ရမှာဒါဆိုရင်ကျွန်တော်ခွန်ကိုခွန်နဲ့ဆားလိုက်ရင်ကျွန်တော်ဘာရမှာလဲဆိုရင်ဒီခွန်ကိုခွန်နဲ့ဆားပြီးတော့အရင်းရည်လိုက်ရင်ဒီလိုနဲ့ညီမှာဒီလိုရမှာပေါ့ရှစ်ကိုခွန်နဲ့ဆားပြီးတော့အရင်းရည်ရင်ကျတော့ no tip ပဲဖြစ်သွားမှာဆိုလိုတာခွန်နဲ့ အကျွေးယူလိုက်ရင်တစ်ကနဲ့၃ညနေပြီးတော့ကျွန်တော်တို့ဘလောက်ထိပဲရှိမလဲဆိုရင်၃ညနေပြီးတော့ကျွန်တော်တို့၆ထိပဲရှိမှာ၃ညနေ၆ထိအေးပဲရှိမှာအဲ့တော့၃ညနေ၆ထိဆိုရင်တော့ခုနှစ်ခုရှိအဲ့ဒီသဘောတရားကိုယူပြီးတော့ကျွန်တော်တို့ money juice တွေကိုတော့ပေးမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဘလို့လေးရေးလိုက်မလဲဆိုရင်တော့ချိန်ကို Twitter တော့အပြင်တော့ရေးလိုက်ဒီနေရာမှာကျွန်တော်တို့က ကောင့်ကြည့်ပြီးသွားရင်ကျွန်တော်တို့ကဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ကဖြစ်စဉ်ဖြစ်နိုင်ကြရခုနှစ်ခုပဲရှိရခုနဲ့စားပြီးတော့၃ညနဲ့အတွင်းယူလိုက်ရင်တော့၃ညနဲ့6ထူပဲဆိုတော့ဖြစ်နိုင်ကြခုနှစ်ခုနှစ်ခုပဲရှိတယ်ဆိုတော့ကျွန်တော်တို့ကပထမဦးဆုံးဒီကောင်လေးကိုတစ်တိုးပေးသွားလိုက်မယ်တစ်တိုးပြီးတော့တစ်နဲ့ညီရင်မန်းနေနှစ်နဲ့ညီရင် two stay ၃နဲ့ညီ one stay ဖုန်းနဲ့ညီတက်စတင်းဆိုပြီးတော့အစင်တိုင်းရေးသွားတာပါနော်ဒီကောင်းကိုကောင်းလေးတွေဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်ရေးသွားပါကောင်းကိုပထမတက်လို့ထားလိုက်တယ်ပထမဆက်ဆက်ပန်းချင်းတင်းနဲ့တန်းညီမှာပါဘာလို့လို့တက်ကိုဖုန်းနဲ့စပြီးတော့ကျွင်းရင်တင်းနဲ့ညီလို့ပါအဲဆို manage အဲပြီးသွားရင်တက်ကဒီကောင်ကအလုတ်လုတ်သွားပြီဒီ it at တွေကဘယ်တော့ဖြစ်ဖြစ် develop ပဲလုံးလုံးမှာဥသာပေးသင်တန်းတစ်ခုပဲရှိတဲ့အတွက်သူက develop ပဲလုံးလုံးမှာ for loop တစ်ခါပတ်ရင် ဒီ it at here connection တခုတော့ပြေးမလို့ပါဘူးတစ်ခါပဲလုံးလုံးပါမဖြစ်ပါဘူးဟုတ်ပြီနော်ဒီအားလေးကိုနော် run ကြည့်လိုက်ရအောင်နော် run ကြည့်လိုက်ရင်ဥမာကျွန်တော်ကဝါလို့ရေးလိုက်မယ်25လို့ရေးလိုက်ရင်25 man နဲ့26က Tuesday 28က Wednesday အဲ့ဒါ31ထိဖြစ်ရမှာဖြစ်ပါတယ်ဟုတ်ပြီတကယ်လို့ကျွန်တော်24ဆိုရင်ဟုတ်ဒီမှာဆိုရင်1 2 3 4 5 6 9 နှစ်ခုကမန်နေဆန်နေတီချင်ရပြီးတော့မန်နေရနေရန်စားသွားတာဖြစ်ပါနော်နောက်တဲ့ပုံစံလေးတစ်ပုတ်ကတော့နော် input ကဏန်းပေးလိုက်မယ် input ပေးလိုက်တဲ့ကဏန်း input က input ကို1ကနေစပြီးတော့ကျွန်တော်တို့နှလုံးတစုမြောက်ပြီးတော့ပေါင်းရမှာပဲဖြစ်ပါဥပမာနော်နှလုံးတစုပေါင်းပြီးမြောက်အောင်မယ်ဆိုတော့နော်1ရေးလိုက်မယ်1နဲ့2နဲ့မြောက်မယ်အဖြေထုံးမယ်ငါလိုရေးလိုက်မယ်ဆိုနှလုံးတစ်ခုဖြစ်တဲ့အတွက်1နဲ့2နဲ့မြောက်မယ်1နဲ့3နဲ့မြောက်မယ်3နဲ့4နဲ့မြောက်မယ ဒီနဲ့ငါးနဲ့မြောက်မယ်ပြီးတော့ပေါင်းမယ်အဲ့လိုမျိုးလေးတော့ပေါင်းပေးရဟို30ဆိုရင်လည်းဟိုတင်းနဲ့နင်းနဲ့မြောက်မယ်နင်းနဲ့သုံးနဲ့မြောက်မယ်ဒီအောက်ဖို့ပြပါပုံတိုင်းဖြစ်တယ်နှုတ်ဒီမှာသူကြချက်ကဘာလဲဆိုရင်ဇူလေးတွေလောက်တဲ့အခါမှာကျွန်တော်30ဆိုရင်9ဇူပဲရှိရ5ဆိုရင်4ဇူပဲရှိအဲ့ဒါကိုဒီအစုလေးတွေကိုကျွန်တော်အရင်ဆုံးလုပ်ကြည့်လိုက်မယ်။ဟောအချင်းကိုခြေတာတဲ့အနေနဲ့ဟိုတူတင်ရေးထားပါ။ဟုတ်ပြီနော်ဒီမှာဆိုအမ် အင်းအင်းဖို့လို့ကျွန်တော်တို့ပထမအဆုံးကျွန်တော်ရေးရိုက်ထည့်ခြင်းနဲ့ကလန်းထည့်ရိုက်ထည့်လာမယ်ပြီးတော့ကျွန်တော်အဆူလေးတွေဘာလောက်လိုက်လဲဆိုရင်ကျွန်တော် i i+1 ဆိုပြီးတော့ကျွန်တော်လောက်တာအဲ့ဒါအဆူခွဲတာတကယ်လို့ကျွန်တော်ကဒီမှာ၃၃၃လို့ရေးမယ်ဗျာ၃လို့ရေးရင်၁ရဲ့၂ရဲ့ညောင်မယ်ပြီးတော့ရင်၂ရဲ့တော့ပါရဲ့၃ရဲ့ဟုတ်တယ်နော် သုံးထီဆိုနှစ်ရသုံးရထိပဲပေါ့မဟုတ်ဘူးနော်ဒီထိပေါ်လားဆိုပြီးတော့နော်ကြည့်လိုက်ဟုတ်ပြီနော်ပရိုဂရမ်တော့လွမ်းကြည့်လိုက်မယ်ပိုင်းတော့ဆိုပြီးတော့နော်ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်နှစ်လို့နှစ်လို့ရေးလိုက်မယ်တင်းနှစ်ပဲပေါ်ပါမှာဟုတ်တယ်ပေါ်တယ်သုံးလို့ရိုက်လိုက်မယ်နော်ဒီမှာသုံးလို့ရိုက်လိုက်ရင်ကျွန်တော်တို့နှစ်သုံးထီပဲပေါ်တယ်โอเคနော်ဒီဆင့်ထီအောင်မြင်သွားပြီနော်လိုချင်တာကဘာလဲဆိုရင်တည့်ရနှစ်ရမြောက်ပြီးတော့မြောက်လက်လေးတွေကိုကျွန်တော်ပေါင်းပေါင်းသွားခြင်းလား အဲ့ဒါဆိုတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်အရင်ဦးဆုံးကျွန်တော်တို့က TOTAN total တော့ပေါင်းလက်ထည့်ရမှာဒီပေါင်းတဲ့ထည့်ကိုဘယ်ကောင်းနေထည့်ရမှာဒီ i လေးရယ် i+1 ရယ်ကျွန်တော်ပေါင်းပြီးတော့အဲ့မြောက်လို့ရတဲ့ခဏန်းကို total ထဲပေါင်းမှာအဲ့ဒီတော့ကျွန်တော် TOTAN total ညီညာချင်း total အင်းတို့ total 0အပေါင်း i အမြောက် i flat 1ဆိုပြီးတော့ရေးမှာကျွန်တော်ဒီအချိန်လေးမှာတော့ဒီကောင်လေးကိုတော့ခွင်းလေးထပ်လိုက်အိုင်အိုင်နဲ့မြောက်တော့မှာဆိုလို့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီနားလေးမှာ total ဆိုပြီးတော့ထုတ်ပြီးလိုက် total တော့ဒီနားလေးမှာ total equal to ဆိုပြီးတော့ရေးလိုက်တော့ကျွန်တော် run ကြည့်လိုက်မယ်ဥပမာကျွန်တော်3ဆိုရင်အော်နော် total မှာနေဒီ o d a အဲတိုတဲတော့ဒီမှာဆို3ဆိုရင်တော့1နဲ့2တော့ရပါတယ်1ရဲ့2ရဲ့မြောက်တာဘယ်လောက်တော့2 2ရဲ့3ရဲ့မြောက်တာ6 6ဆို8 OK ရသွားပြီအဲ့ဆိုရင်နောက်ထပ်ကျွန်တော်တစ်ခုမြောက်ကြည့်မယ်ဥမာ4ဗျာ4ဆိုရင်1ရဲ့2ရဲ့မြောက်တာ2 6 6ရဲ့တော့ဒီမှာ3လေးလေးဆက်နဲ့ဆိုတော့ကျွန်တော်ဘယ်လောက်ရမလဲဆိုရင်20ရမှာကွက်တိပါ ဟုတ်ပြီကျွန်တော်ဒီအောက်ခေါ်ပြပါပုံဝန်တိုင်းအလဲရလိုက်လေးပေါ်တင်တဲ့အတွက်ကျွန်တော်ဘလို့လောက်လိုက်လဲဆိုရင်ကျွန်တော်တေချာတစ်ခုကတော့ကျွန်တော်အပေါင်းလေးကိုကျွန်တော်ကြည့်ကြည့်လိုက်ပါအပေါင်းလေးအပေါင်းလေးကကျွန်တော်တစ်ခါ၂ခါ၃ခါပဲပါ၃ခါဆိုတာဘာကိုပြောလဲဆိုရင်တော့ဒီမှာဆိုရင်တော့ဒီမှာဒီမှာဆိုရင်၅ဆိုရင်၃ခါပဲပါလားတစ်ခါ၂ခါ၃ခါအဲ့ဒီဟာလေးကိုကျွန်တော်အင်းလေးနဲ့ချုပ်ပြီးတော့ရေးလိုက်မှာပဲဖြစ်ပါဟုတ်ပြီတော့ရေးထားတော့ တော့ဒီပုံစံတိုင်းလေးပါဒီတိုးတဲ့နေရာမှာတော့ညညာချင်းထားလိုက်တယ်ဟုတ်ပြီတော့အဲ့အလေးကိုတော့ရမရတော့လွှမ်းကြည့်လိုက်မယ်ဥမာကျွန်တော်နှစ်လို့ရေးမယ်ဆိုရင်တော့တက်မြောက်နှစ်မြောက်ဒီဘက်လူနှစ်ဆိုပြီးတော့ပေါ်တယ်ဥမာကျွန်တော်၃လို့ရေးမယ်ဆိုရင်တက်ကနေ၃ထိတက်ရဲ့နှစ်ရဲ့မြောက်မယ်ပေါင်းမယ်နှစ်ရဲ့၃ရဲ့မြောက်မယ်တော့၄ဆိုရင်အဲ့လိုလေးဖြတ်သွားဖြစ်ပါတော့ဒီအရတော့တော့ တစ်ခုငယ်ပြီးတော့ကျွန်တော်တို့ချုပ်ပြီးတော့နောက်ဆုံးပြောချင်တာနောက်ဆုံးတစ်ခုကိုအပေါင်းမထုတ်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်အဲကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ